ကတော့ငါတို့ကဒါချူချူရဲ့ကိုနေတို့နဲ့ဆောင်တဲ့ဒုတိယမြောက်ကားပေါ့နော်။ကိုနဲ့တွေ့ပြီးတိုးဆောင်နေတဲ့အခါမှာအကိုရဲ့ချီချူစကားလေးပေါ့နော်။အာညီမလေးဒီစင်းလေးကကောင်းတယ်ဒီခန်းလေးမှာညီမလေးလှုပ်သွားတာကောင်းတယ်ဆိုတော့ချီချူစကားလေးတွေကြားခဲ့ရတာဒီကားမှာအချူအတွက်ဒါအကိုရဲ့အမှတ်ချက်ပြုတဲ့ဝန်တာအမှတ်တရစကားလေးပါဟုတ်။ ကားရဲမှာတော့ရှုကမူမူကာရိုက်တာကနေပြီးတော့ပါဝင်ပြီးတိုးဆောင်လာပါတယ် ဟောဒီတဲမှာတော့တောသူမာလေးပေါ့နော်ဈေးရောင်းတယ်ပြီးတော့ကိုနေတိုးတို့အေးကြီးမတို့ရဲ့အချစ်အချစ်တော်လေးပေါ့နော်သူကမိဘမဲ့တကောင်ကျွတ်လေးဖြစ်တယ်သူ့ဘွားလေးကဘလို့ချိုးကွေ့ပြောင်းလဲလေးလာပြီးတော့ဒီအေးကြီးမနဲ့ငါတိုးရဲ့ကြားထဲမှာဘလို့ပြောင်းလဲလေးဖြစ်လာမလဲဆိုရဲဟာလေးပေါ့အဲ့နေရာကနေပါဝင်မပြုတ်ဆောင်တာပါတယ်ဒါပေမဲ့တနာစရာတော့မကောင်းဟာတာကားလေးဆိုတော့လေးဟုတ် အမ်ကရိုက်တာတက်ပြင်ဆင်မှုကဂျူထရီထူတော့မရှိပါဘူးဒီအဝေးစားပိုင်းနဲ့အာဒီသပင်ပိုင်းလေးပဲပေါ့နော်ဒီဇိုင်နာနဲ့တိုင်မြင်ပြီးတော့ဂျူအကောင်းဆုံးတော့ပြင်ဆင်ထားပါတယ်ဟုတ်ဟုတ်အမတ်တရားကတော့ဒီအဲစင်းနိုင်လို့လို့ဒီအတာကြီးရင်းနဲ့送သွားတဲ့အခါမှာအမတ်တရားတွေ အာပြီးတော့ပျော်စရာတွေပေါ့နော်အများကြီးရှိခဲ့ပါတယ်ဟုတ်ကိုနေတို့နဲ့ပတ်သက်ပြီးအမတရားမမဲ့ရပြောရမှာဆိုအကိုနဲ့ကဒီအရှိမတရေကားယုံကြည်ကားမှလည်းချူတို့စုံဘူးတယ်ပေါ့နော်ဆိုတော့ဒီဂန္ဓဝင်ငါတို့ကဒါချူချူရဲ့ကိုနေတို့နဲ့စုံတဲ့ဒုတိယမြောက်ကားပေါ့နော်အဲ့မှဒီကားမှဆိုရင်ကိုနေတို့နဲ့အစုံစင်းနေများတယ်ပေါ့နော်ဆိုတော့အကိုနဲ့အတူတူတရုပ်ဆောင်ရတဲ့အခါမှာအကိုရဲ့ဒီအကြံဉာဏ်ပြုမှုတွေရောပြီးတော့အကိုရဲ့ဟို တုံးတက်မှုလေးတွေပေါ့အချို့ကဒီကိုနဲ့တွေ့ပြီးတိကျဆောင်နေတဲ့အခါမှာကိုရဲ့ချီချူးစကားလေးပေါ့နော်အာညီမလေးဒီစင်းလေးကကောင်းတယ်ဒီခန်းလေးမှာညီမလေးလှုပ်သွားတာကောင်းတယ်ဆိုတော့ချီချူးစကားလေးတွေကြားခဲ့ရတာဒါဒီကားမှာအချို့အတွက်ဒါအကိုရဲ့အမှတ်ချက်ပြုတဲ့ဝန်တာအမှတ်တရစကားလေးပါဟုတ်အကိုကတော့တကယ်ကိုတော်တဲ့သူပေါ့နော်သူကဘတ်ဆောင်ဘဲ ်ဘယ်နေရာဆန်းဆန်းဆိုရဲဟာပေါ့မင်းသားတကယ်ကိုပီတာပါတယ်အကိုကလေအာရှုကိုနိုင်ကလည်းဒါအနုပညာတက္ကသိုလ်ကျောင်းစင်အဲသဘင်ကနေပြီးကျောင်းစင်ထားတဲ့အတွက်အကအကရဲ့အကအကြောင်းနားလဲတယ်ပေါ့နော်နောကြေရာဖြစ်တဲ့အတွက်အကိုကထားတာဒီထဲမှာတကယ်ကိုမကတတ်တဲ့သူတယောက်နဲ့မတူပါဘူးတကယ်ကိုအခြေခံပိုင်နိုင်ပြီးတော့ကကနိုင်တဲ့သူတယောက်လို့ချူကတော့မြင်ပါတယ်သူတကယ်စ조사ထားတာမြင်ပါတော့ဒီကားမှာရင်းနှီးရဆိုတာထက်ကိုအကိုရဲ့အကိုကဟိုအနေလဲအေးရပေါ့နော်သူကကျတော့အလုတ်ကိုအရန်တာဝန်ကြီးရ ူ senior တွေပဲဖြစ်ဖြစ်အငယ်တွေပဲဖြစ်ဖြစ်သူအရင်က respect အရင်ထားရတယ်သူစီရဆိုလို့ရှိရင်အတူယူရမယ့်အရာတွေလည်းအများကြီးရှိတယ်အကိုရဲ့ဒါချီးကျူးစကားတွေက ချူတက်တန်ဖိုးရှိပါတယ်ဟုတ်ချူရိုးကျတော့ဒီမြန်မာအကနဲ့ပတ်သက်ပြီးတော့ချူရိုးကြောင်တက်ခဲ့တဲ့တုန်းကဆိုလို့ရှိရင်အခြေခံကဗျာလုတ်ကနေစပြီးတော့တင်ပြီးွားမှမြန်မာအကအကတဲ့အခါမှာအချိုးစစ်ပိုလာတာပေါ့လေအဲကဗျာလုတ်မတင်မနဲ့ဒီတိုင်းကားလို့မရဘူးလားဆိုတော့လည်းရတော့ရပါတယ်ဒါပေမဲ့ဟိုအခြေခံပိုင်နိုင်တဲ့သူနဲ့အဲဒီတိုင်းအလွတ်ထားကားတဲ့သူတွေကကြောင့်အချိုးစစ်တွေကွာတာပေါ့လေဆိုတော့မြန်မာအကကြည်တာသာလွယ်မလို့လို့နဲ့အရင်အောင်ခက်ခဲပါတယ်ဟုတ်ချူကတော့မျောလင်းတာပေါ့လေမူမူကာရိုက်တာလေးအားလုံးချစ်ခင်ပြီးတော့ အားပေးကြလိမ့်မယ်လို့မျှော်လင့်ပါတယ်အကောင်းဆုံးတော့ကြိုးစားထားတာပေါ့လေဒါပေမဲ့အရှိရဆီယာမကာရိုက်တာကြောင့်ဇလန်းတွဲကြတော့အချိန်ကြာကြီးကြည့်ရတာဟုတ်ပရိသတ်တွေအချိန်ကြာကြီးကြည့်ရတော့ကာရိုက်တာတစ်ခုမှလည်းခိုင်ခိုင်မာမာနဲ့အချိန်ကြာကြီးကြည့်ရတော့ဒီဆီယာမကာရိုက်တာနဲ့ကပေါက်ခဲတာပေါ့နော်အခုဒီကားလေးမှကြတော့ရုပ်ရှင်ကားမှလည်းဒါကိုပါဝင်ရတဲ့အခန်းကဏ္ဍလေးကနဲတယ်ဆိုပေမဲ့လည်းအဲ့ဒီမူမူကာရိုက်တာနဲ့နဲတယ်ဆိုတော့လည်းအကုန်လုံးချို့မျှပေးရတာပေါ့လေအကုန်လုံးရုပ်ရှင်ကဟိုအချိန်ကြာကြီးမရဘူးဆိုတော့ ဒါကိုစ조사ထားတဲ့အခန်းလေးတွေလည်းဟိုအကုန်လုံးပါပါစေပေါ့အဖြတ်မခံရပါစေနဲ့ပဲချူကတော့ဆူတောင်းပါတယ်အဓိကကတော့ချူတို့အတာတွေကတော့ကာရိုက်တာပေါ့နော်ကာရိုက်တာမှာသူတို့အချိန်ဆမိမိနဲ့ဒီကာရိုက်တာပေါ်မှာဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကိုပဲအဓိကပရိသတ်ကိုချပြချင်တာပေါ့လေအခန်းနေချင်းများချင်းထက်ကိုအခန်းနေအများကြီးပါပြီးတော့လေကာရိုက်တာထိတိမိမိမရှိဘူးဆိုလည်းအလကားပဲလေဆိုတော့အခန်းနေချင်းများချင်းကချူတို့အနုပညာသမားတွေအတွက်အဓိကမဟုတ်ပါဘူးလို့အဓိကကတော့ကိုယ့်ရဲ့လောက်ွက်ပရိသတ်ကိုဘယ်လောက်ထိ ကိုယ့်ရဲ့အမှုပညာစွမ်းရည်ဘယ်လောက်ထိချပြရမလဲဆိုတဲ့ဟာကိုပဲချူကတော့အများအမ်းကြည်ပါရဲဟုတ်ဖြစ်တာပေါ့ချူကဒါချူဘွားအတွက်ကအများအမ်းစကားတိုင်းလိုလိုချူတရုပ်ဆောင်လိုက်တိုင်းဥယျာဉ်လေးတို့နဲ့ဆုံတဲ့ခါတော့လည်းဥယျာဉ်လေးတို့ကအများအမ်းချီချူးစကားဆိုရဲချူစင်ဟာနေအေးတယ်သူကအလုပ်ကိုအရန်ကြိုးစားတယ်အလုပ်ပေါ်မှာအာယုံဆိုင်တယ်ဆိုတာမျိုးတွေအမြင်ကြရတယ်အခုကိုနေတိုးနဲ့ဆုံတဲ့ခါမှလည်းကိုနေတိုးကအဲ့လိုမျိုးလေးချီချူးစကားလေးဆိုတဲ့ခါကျတော့ဒါကို့အတွက်ပို့ပြီးတော့ ရှေ့ဆက်ရမဲ့လမ်းတွေမှာပိုပြီးခွန်အားရှိစေတာပေါ့လေဟုတ်အခုဒီကန္နဝင်ကတော့ရွှေရှင်ကားကြီးမှာချူရိုတွေချူပါဝင်ရတဲ့ဒီမူမူကာရိုက်တာနဲ့ချူအပါဝင်ရတဲ့အခန်းကဏ္ဍမှာချူအကောင်းဆုံးစ조사ထားပါတယ်လို့အဲ့ဒါလေးကိုချူလာပြီးတော့အားပေးကြပါအောင်ဝင်းရံပေးကြပါအောင်လို့ပြည်သက်တွေကိုဖိတ်ခေါ်ပါတယ်ဟုတ်ဟုတ်ကျေးဇူးများတင်ပါတယ်